ကဲမင်းတို့ဒီနေ့နေုံလာပြည်နေ့အရိတ်တကလေးတို့ဆုံသွားပြီဒီနေ့ကြီးနံပြီးပြီမလားစံပွဲအဲအဲ့တော့နောက်ထပ်မင်းတို့ကြီးနံဖြစ်ဆိုပြီးတဲ့ပုံကိုယ်တွေအတွက်နေုံလာပြည်ရောခုနှစ်ရက်နေဒီဒီမှာသင်္ကလက်ခံပေးဖို့အစီအစဉ်တွေရှိတယ်ကိစ္စထွက်ပြီးမှဆိုရင်တို့တို့ကိုနောက်ကြပွားမယ်နော်ပါရင်ဖြစ်ရှင်ဖြစ်သွားမယ်အဲ့ဒါကြောင့်မင်းတို့အဲ့ဒါအထူးခွင့်ရတရားနေနဲ့ စာချတာအကြည့်ဖြစ်ပြီးတော့ပုဂ္ဂိုလ်ကြီးဆိုရင်ငွေစက်တီစောင့်စရာမလိုပဲနဲ့အခုနေုံလာပြီကျခုနှစ်ရက်နေတီတော့ငရုသင်္ကလည်းခံပြီးဖို့အစီအစဉ်ရှိတယ်အဲ့ဒီနောက်ပိုင်းမှာအဘစစာမေဝေတွေဆင်ရင်ကျင်းပပြုသွားမယ်အဲကျန်တဲ့ပါမနေဂျိုတန်ကြီးကျန်တဲ့အတန်ကြီးကတော့သူထုံးစံတိုင်းပုံမှန်လုပ်နေကြတဲ့ဆက်လုပ်သွားမယ်ကဲဒီနေ့မဟာသမယနေ့အတိုင်းတာတစ်ခုနေနဲ့မင်းတို့ကတော့သာသနာဝန်ထမ်းရှင်ရိုင်းတွေ ကိုယ်တိုင်းနဲ့သိရမယ်ကိုယ်နဲ့ဆက်ဆက်တဲ့ဘုရားသားတို့သမီးတို့များဖြစ်ကြတဲ့တရားဓမ္မတွေကိုလည်းပဲသိအောင်အသိပေးဖို့လိုအပ်တယ်ခိုက်ကာလအာလီယောစွာမြတ်ဗုဒ္ဓရဲ့သာသနာအဆုံးအမတွေနှလုံးသားတွေမှာတစ်လုံးရောက်ရင်တစ်လုံးတွေ့အကျိုးရှိမှာပေါ့ကွာအဲဒါကြောင့်ဒီနေ့နေုံလာပြည်နေကိုဗုဒ္ဓမြတ်စွာသာသနာတို့ဖက်က ကောင်းသောနေ့တနေ့နေနဲ့အမိပေးရရမာသမယအခါတော်နေ့လို့ဒီလိုပတ်မှတ်တယ်။ဘာကြောင့်ဒီနေ့ကိုမာသမယအခါတော်နေ့လို့ခေါ်ရတဲ့ဆိုတာကိုဒီသေးကအကြောင်းအရအတုပ္ပတိတည်းဒီမာသမယနဲ့ဆက်ဆက်ပြီးတော့ကဘာသူဘာသောတတ္တဝါအလုံးဘုရားဘာသာဖြစ်ခိုင်းတဲ့ပုဂ္ဂိုလ်ဝိဖြစ်စီမဟုတ်တဲ့ပုဂ္ဂိုလ်ဝိဖြစ်စီအလုံးကျင့်သုံးနိုင်ရဲ့နိုင်ဘောကနိုင်ယူတဲ့ပုဂ္ဂိုလ်တွေလည်းပဲ အဗုဒ္ဓကိုယ်တော်မြတ်တဲ့တို့ထင်ရှားရှိတုန်းကကဘာသူဘာသာတ attva အလုံးညဉ့်ညွတ်မှုရရှိပြီးတော့လက်ရှိဘဝအနေပဲကောင်းကျိုးချမ်းသာမင်္ဂလာနဲ့ပြည့်စုံဖို့ပန္ဒရာနောက်နောက်တောက်လျှောက်ပေါင်းသွားဖို့ဘဝကိုပြေလို့အောင်ရှားပြီးတော့အသက်ရှင်ရရမစမ်းလို့ဒီနေုံလာပြေမာသမယအခါရိုနေ့မှာဟောကြားခဲ့တဲ့သုတ်တန်ဒီစိုက်တူတွေမြောင်းရစွာရှိခဲ့တဲ့အဲ့ဒီခြေကအခု나이ဝက် နောက်အရှင်ယူပြီးတော့မင်းတို့ဘုသူတဖြစ်ဝရလေးတွေကိုမြေပြောရွာမယ်เนาะဟုတ်တကနိဂေထေးမှာအများကြီးပါတယ်ဒီစိတ်တို့တွေပုတ်တန်တွေကအေရောနေုံလာပြင်းနဲ့ပတ်သက်ပြီးတော့မဟာသမယခါတော်နေ့ဆိုတာကတော့အဲဒီမဟာသမယဟောတော်မူတဲ့နေရာကကပိလဝတ်နိုင်ငံရဲ့ထေမှာရှိနေသောမဟာဝံတို့မှာ ဖြစ်ပေါ်လာတဲ့ဇာလံဘောကဒီတုတ်တန်တွေကမဟာဝုံကနှစ်မျိုးရှိတယ်ဝေသာလီရဲ့အနိဒာမှာရှိနေတဲ့မဟာဝုံကပိလဝံမှာရှိနေတဲ့မဟာဝုံဆိုပြီးတော့မဟာဝနေလို့ပါလာရင်မင်းတို့ဓမ္မစီရသမားတွေကဧကရေတိပုဇာဆရာကသိရမယ်မဟာဝုံနှစ်မျိုးထိမှာငရောပါရာဇိယပါဠိတို့ထိမှာစေဝေသာလီယံမဟာဝနေလို့ပါလာရင်ဝေသာလီရဲ့အနိဒာမှာရှိနေတဲ့မဟာဝုံ ကပိလဝတုသမန္တာဆိုတဲ့စကလုံးပါလာပြည့်စင်ပါလေကပိလဝရဲ့အမိနာမဟာဒါတွေကမင်းတို့ဓမ္မစရိယဓမ္မတွေသတိထားဖို့အတွက်ဧကရေတယူစာဖြစ်ပုံလေးကိုပြောခြင်းတို့အခုအဓိကဒီနေ့မာသမယနေ့ဖြစ်လာတဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့ကြည့်မြတ်စွာဘုရားဆွေတော်မျိုးတော်တွေကိုကြည့်လိုက်ဘာသမီတော်ဘယံသုတ်တော်ရဏဖက်ကကြည့်ရင်ကပိလဝတု မျိုးတော့ပေါ့ကွာတက်ကတိုင်းချင်းမှာပါတယ်မေတော်မှာရဘက်ကကြည့်ရင်မေတော်ဘက်ကဆွေမျိုးတို့ကြည့်ရင်ဒီဘက်ကပါတယ်ကောလီယာဟုတ်လားဒီဘက်ပိုင်းမှာပါတယ်ကြားမှာပါချတော့ရောဟိနီမြေတစ်ခုပဲရှားတယ်အိန္ဒိယဘုရားဘူးသွားတဲ့ပုံကိုယ်ကြီးဟောဘက်ဏီဘောနေဇာဖြတ်သွားပြီဆိုရင်မိုင်နေနေတော့အကနဲ့ဖြတ်သွားယုံနဲ့မြတ်စွာဘုရားမွေးဘောတော်မူတဲ့လုံမင်းကြီးဆိုတာကအဲ့ဒါကပိလဝတ်ဖြစ်မှာ အဲ့တော့အဲ့ဒီဇာလန်လေးကိုနေနေတော့ပြောမယ်။မြတ်စွာဘုရားရဲ့ဆွေတို့မျိုးတို့တွေကရောဤနေမြဲ့ရဲ့ဟောဘက်ကံဒီဘက်ကံဟောဘက်ကံကကပိလဝတ်ဘက်ကတန်ဒီဘက်ကပါလေပေါ်လီယာအဲ့ဒီမေတို့ခမည်းတော်တို့ရဲ့ဆွေတို့မျိုးတို့တွေဟာရောဤနေမြဲ့ကိုအကြောင်းပြုပြီးတော့တွေ့ရသည်ရောက်တိုင်းရောဤနေမြဲ့ကရေကိုသူ့သုံးပွဲငါသုံးပွဲဆိုတဲ့ပုံစံမျိုးနဲ့ အမြဲတမ်းဒုတ်တပြက်ဓာတ်တပြက်ပြတ်တာတဲကြညဇဝဖရာနိုင်တဲ့အာယုံအရာကထားပြီးတော့လောကကြီးကိုကြည့်လိုက်တဲ့အခါမှာတယုံလာပြီနေ့ဒုတ်တပြက်ဓာတ်တပြက်နဲ့ဟောမှာရောက်လာကြတဲ့ဆွေတို့မျိုးတို့တွေကိုနှမ်းပြီးတော့မြင်တယ်ပရမတို့ဟိုဘက်ကလေသမားတွေဒီဘက်ကလေသမားတွေရောဤနေမြေကြီးကိုယူဖို့အတွက်ပြသနာတဲ့နေကြတာနောက်ဆုံးဟိုဘက်နဲ့ဒီဘက် ဆွေတို့မျိုးတို့တွေရဲ့ငွေကြေးမိသားစုပေါ်ပြီးတော့စေကြဆိုကြတာကိုအကြောင်းပြုပြီးတော့နောက်ဆုံးမျိုးနေနောက်ဆုံးခရိုင်နောက်ဆုံးနိုင်ငံပေါ့ကွာဟိုဘက်ကကပိလဝနိုင်ငံဒီဘက်ကကောလီယဟိုဘက်ကတက်ကနိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုပြဿနာဖြစ်ရအောင်ဟိုဘက်ကမင်းကြီးမင်းသား250ဒီဘက်ကမင်းကြီးမင်းသား250တုတ်တပြက်ဓာတ်ပြက်နဲ့စိတ်ခင်ကိုရောက်လာတဲ့အချိန်မှာမြတ်စွာဘုရားက နာနဲ့အာယုံအဲ့ရကထားပြီးတော့မြင်သီးနဲ့တိုင်နဲ့တပါးတဲ့ရံတန်ကမပြောပေးနဲ့ပရောဟိနီမြေဟိုဘက်ကနေမရောက်ဒီဘက်ကနေမရောက်အလေကနေပြီးတော့ယက်စွာဘုရားအဲ့ဒီမှာပြန်သုံးပြီးတော့ဘောပေါင်းခဲမှာပြန်သုံးပြီးတော့အဲ့ဒီလိုရံပွဲကိုညီးဖို့အတွက်ညီးစေဖို့အတွက်မြတ်စွာဘုရားကြွားလာတယ်။ကဲအဲ့ဒီမှာမြတ်စွာဘုရားမြင်တဲ့ဒီနဲ့တပြိုင်တည်းဒီဘက်ကလေးပဲဆွေမျိုးတွေဒီဘက်ကလေးဆွေမျိုးတွေအော် ဒေါသမာမာနစသောတိနေတာတရားတွေကိုအပိဒံအရိညာမညာဖြင့်ပေသပြီးဖြစ်သောငါတို့ရဲ့ဆွေတို့မျိုးတို့ကြီးကအမျက်ဆုံးဖြစ်ပါမျက်စွာဖြင့်ရှေ့မှောက်မှာငါတို့တည်းရန်ရှိနေလို့မပန့်တူပါလားဆိုပြီးတော့ဒီနှလုံးသားအသိစိတ်ဓာတ်ရောက်လာပြီးတော့သူတို့ဒုက္ခတွေကိုအဲ့ဒီမှာရှာမျက်စွာဖြင့်အဲ့ဒီမှာငါဇာလအတူရှောက်ပြီးတော့ပြောပါမယ်ပါတရားကိုဟောတာလဲဆိုလို့ရှိရယ်နော် အဲ့ဒီမှာမေခွန်းတွေကလည်းပဲပုံခုတိတ်တိအဲ့ဒီမှာမေခွန်းထုတ်ထားတာတွေ့တယ်။ပြီးမှဟောလိုက်တဲ့ဟာကစက်တော်ပေါင်း50ဟောတဲ့ပုတ်တန်ကတခုစုစုပေါင်း6ခုကိုဟောတဲ့အဲ့ဒီချင်းမှာမြတ်စွာဘုရားကဆွေတို့မျိုးတို့တွေကိုမေးတယ်မင်းတို့တဲ့ဟောဘက်ဒီဘက်ကမလုပ်လာကြတာနဲ့ဆိုတော့တပည့်တော်တို့ဟာတခြားကိစ္စကြောင့်လာတာမဟုတ်ဘူးဒီလိုရောဤနေမြေကိုအကြောင်းပြုပြီးမှဒီလိုဒီလို ရံမွေးတွေတယောက်နဲ့တယောက်ပိုက်ကြဖြတ်ကြဟောတာကြတာဗျာအခုချင်းတို့ဘုရားကိုမြင်လိုက်လို့တပည့်တို့ကဒုဒ္ဒါကိုအသာလေးရှားတဲ့ရှင်ဖြစ်ပါတယ်ဆိုပြီးတော့အတောကဘောကဒီလိုပဲကြောက်ကြောက်ဆိုဒီလိုမျိုးဆိုတာကအဲ့ဒီမှာမေခွန်မေးတယ်မေခွန်ကပုံခုပဲကွာတေရေနဲ့ပတ်သက်တဲ့မေခွန်နဲ့မြေကြီးနဲ့ပတ်သက်တဲ့မေခွန်ပုံကပါလေမင်းကြီးမင်းသားတွေနဲ့ပတ်သက်တဲ့မေခွန်ပုံခုကဲဟောဒီရောရင်မြေမြေဟာ မြေဟာလောက်တန်ဖို့ရှိတယ်။မြေကြီးနဲ့ဆိုင်ရင်သူကပါမနေနေလောက်ပဲတန်ဖို့ရှိတယ်။မြေကြီးကရေထက်တန်ဖို့ရှိတယ်။မြေကြီးဆိုတာလည်းပဲတန်ဖို့ကြီးမတယ်ဆိုပေမဲ့လူတွေရဲ့အသက်နဲ့ဘောအိမ်နဲ့စာလို့ရှိရဲ့လူတွေအသက်ကတန်ဖို့မပြတ်နိုင်ဘူး။မြေကြီးဆိုတာကတန်ဖို့ပြတ်လို့ရသေးတယ်။ဒါတွေကိုကြောင်းပြုပြီးတော့မြတ်စွာဘုရားကမိကွန်ထုတ်တယ်။ပြန်တော့အခုတော့ရေကိုကြောင်းပြူပြီးတော့ပြဿနာဖြစ်တဲ့နေရာရေရဲ့တန်ဖိုးနဲ့မင်းတို့ရဲ့အသက်တန်ဖိုးဘုရားက ြီးမတန်ဖို့ရှိလဲဆိုတာတပည့်တော်တို့အသက်ကပိုပြီးတန်ဖို့ရှိပါတယ်။ကဲအဲ့လိုတန်ဖို့ကြီးမသောအသက်ကိုတန်ဖို့မရှိတဲ့ရေကြောင့်ဆုံးချုံပြည့်စည်ခံမှာလားအဲ့ဒီလိုမိခွန်းတို့ဒါတွေမှဖြစ်သင့်ပါဘူးဆိုပြီးအဲ့မှာမိခွန်းတွေဆက်ဆက်နေပြီးတော့လုပ်တဲ့အခါမြတ်စွာဘုရားအဲ့ဒီမှာဟိုဘက်ကလည်းဆွေတွေမျိုးတွေဒီဘက်ကလည်းဆွေတွေမျိုးတို့ဒီမှန်မှန်ရိုးရိုးအယတ္တလေသမတ်တက်တက်ပေါ့ဘူးဟိုဘက်ကလည်းတိုင်းပြည်မှာ တကယ်ကိုမင်းကြီးမြတ်သားဆိုအမိုက်ဆင်းတယ်လို့ဆိုကြသောကွာအတိုင်းပြမှာကောင်းဆောင်ဖြစ်လာတဲ့ပုံကိုယ်တွေကြည့်ပဲအဲ့ဒီလိုပုံကိုယ်တွေရံပွဲတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားပရမရှိဟုဆိုပါဇတ်တို့ခေါ်တယ်ဖန္ဒနာဇတ်တို့ဆိုပြီးတော့ခေါ်တယ်ဖန္ဒနာဇတ်တို့ဆိုတာဘာမှမဖြစ်စလောက်တာတွေကိုအကြောင်းပြုပြီးတကားလားရုပ်ကဆိုနဲ့နဲ့ဝဲဝံတို့ပြဒနာဖြစ်ခဲ့တဲ့အကြောင်းအရာလေးတွေဘာမှတန်ဖို့မကြည့်တဲ့ ပစ္စည်းဝတ္ထုကိုအကြောင်းပြုပြီးတော့ဘာမှမဖြစ်စမောက်သောအကြောင်းအရာကိုအကြောင်းပြုပြီးသလားလားယုတ်ကဆို၌တို့ဝဝံတို့ပါလေနှစ်ဦးလုံးပျက်စီးဆုံးရှုံးခဲ့ရပုံလေးတွေကိုမြတ်စွာဘုရားကပါဇတ်တို့နဲ့ဖန္ဒနာဇတ်တို့ကိုထုတ်ပြီးတခါဟောတယ်ဒီလောက်နဲ့မပြီးသေးဘူးဖန္ဒနာဇတ်တို့ပြီးတော့ဒုတ်တုပါဇတ်တို့ဒီဇတ်တို့ကိုလေဒုတိယကြီးဟောတယ် အဲ့ဒီဒုဒ္ဓဝါဇတ်တို့ကပေါင်းပင်ဟန်စာယူဖို့ကောင်းတယ်။ပင်တို့လိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းကြီးမင်းသားတို့တစ်ထွေဟာဘာမှအောက်ကပုံကိုယ်တွေပြောတဲ့စကားနဲ့ခေါ်မကလေသမားတွေကတိုင်ကြတာဟုတ်ပါဟိုဘက်လေသမားကဒီဘက်လေသမားကအဆက်ဆက်တိုင်းတို့တကယ်ကိုတိုင်းပြည်အုပ်ချုပ်မင်းကြီးမင်းသားတွေကဒီမှာ စိတ်ခံဖို့ဆိုပြီးတော့ဒုတ်တပြက်ဓာတ်တပြက်နဲ့ရောက်လာကြတယ်ဒါကိုအကြောင်းပြုပြီးသကားလားအောက်လည်းနေသားတွေပြောတဲ့စကားကိုအတည်ယူပြီးသကားလားပရိသတ်ကိုတည်တည်ကြကြကိုယ့်ဟာကိုညံနေမဆိုင်စားမဆိုင်ချင်ပေးနဲ့ဒုတ်တပြက်ဓာတ်တပြက်နဲ့မလုံမဲဘူးဆိုတဲ့အကြောင်းကိုဘယ်စက်တူကိုဟောလဲဒုတ်တူပါစက်တူကိုဟောတယ်ဒုတ်တူပါစက်တူမှာယုံတကောင်ရဲ့ကြောက်လန့်ပြီးသကားလားဟဲ့ကိုကြွေးကြုံမှုကိုအကြောင်းပြုပြီးသကားလားယုံရဲ့စကားကိုနားထောင်ပြီးတော့ ယူဆနာ3000ကျေဝန်းသာသာတော့တူအုပ်ကြီးထဲမှာရှိနေတဲ့တရိုက်ဆိုင်တွေဟာသမုဒ္ဒရာကြီးကိုဆင်ပြေပြီးတော့အာလုံးဒုက္ခရောက်ကြပုံတွေကိုမြတ်စွာဘုရားအဲ့ဒီဇာတ်တူကိုဟောတာဒီတော့အကြောင်းအရာတစ်ခုကိုအသေးစိတ်ခွေးချံစိတ်ပြန်ဉာဏ်ပညာနဲ့မဆုံးဖြတ်ပြင်းနဲ့သူပြောလူပြောစကားကိုအတည်ယူပြီးသကားလားဆောင်ရွက်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီလိုတရိုက်ဆိုင်တွေဒုက္ခရောက်သလိုပဲ တန်ကြီးတစ်ခုမှလည်းပဲဒီလိုပဲအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေဟာပရင်ကိုတိတိကျကျကိုကသိအောင်မလုပ်ပေးနဲ့ဟိုကပြောဒီကပြောစကားကိုတည်ယူပြီးတကလားမလုပ်မဲ့တာကိုလုပ်ပြီးအတွက်ကြောင့်တည်ကြည်ပြည့်စုံနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုဒုဒ္ဓဝဇ္ဇတော်အနေနဲ့ဖျားရှင်ဟောတယ်နောက်တခါတတ္တိယပါဇတ်တော်ဟောတာလဒုကိကဇတ်တော်ဆိုတာဟောတယ်လဒုကိကဇတ်တော်ကလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကမူလာတန်း ပညာရေးမြန်မာဖိုက်စာမှာငါတို့သင်ခဲ့ရတယ်။အဲ့ဒီတော့ကအမှတ်မှရရပြောရမယ်ဆိုအခုစာအုပ်စာရမ်းနေမရှိပါဘူး။ကိုသင်ခဲ့ဘူးလို့သမှတ်။ဒီလုံးနဲ့မှနဲ့ဆင်ဆိုးကြီးဆိုတဲ့ကောင်းဆိုင်နဲ့ငါတို့တတိယဓာတ်မှာထင်ပါရဲ့နော်။အဲ့ဒီမှာသင်ခဲ့ရတဲ့ဖိုက်စာ။အဲ့ဒါအခုကပြန်ပြီးဇတ်တူတွေကြည့်တဲ့အခါဘေဇတ်တူကိုအကြီးကယူထားတာလည်းဆိုရင်လဒုကီကစိုက်တူကိုရည်ထားလဒုကီကစိုက်တူမှာအဲ့ဒီနှံပြည်စုတ်ခဲမှာပြီးလုံးခဲမှာလေးက စံမြောင်ကြီးနဲ့စာလို့ရှိရင်ခွန်အားကပါလေအမတန်မှသေးတယ်ဒါပေမဲ့စံမြောင်ကြီးကသူခွန်အားရှိနေတဲ့အချိန်မှာဒီငက်မကလေးကိုပန်းငယ်ကလေးကိုဖျက်ဆီးပြီးတော့အနိုင်ယူလဲတော့လည်းပဲသူ့ကိုဟောပညာနဲ့မိတ်ဖွဲ့ပြီးတော့ပါလေဒုက္ခပေးတဲ့အခါမှာစင်ဒီစံစံမြောင်ကြီးဟာသူ့တဲ့ခွန်အားဗလားပိန်ပန်းကလေးမကနော်ခွန်အားကြီးမှတော့လေသူဒုက္ခရောက်ကြရပုံကို ဆိုလိုတာကတော့အရာရာမှာငါအားရှိတယ်ဆိုပြီးတော့ကာယဗလာကိုအားကြည့်ပြီးတော့အနိုင်မကျက်မိပါစေနဲ့အတုံးအလေဆိုတာရှိတယ်အဲ့ဒါတွေကိုတန်ခမ်းစွာယူဖို့အတွက်မြတ်စွာဘုရားလက်တုကြီးကဇတ်တူကိုဟောတယ်နော်ဟောနိတိစကလုံးနဲ့ပြောရမယ်ဆိုလို့ရှိရပေါ့ကွာဟုတ်လားပြိပင်တပင်ဟာမိကြီးဆိုင်တယ်ထောင်းနဲ့ပေါင်းနဲ့တိတ်နဲ့ရှိပြီးထုတ်လို့ရတော့လည်းပဲပြိပင်တပင်မဟုတ်တိတ်တို့ကြီးတတုံပြောပြောတိတ်တို့ကြီးတတော်တော့ ပြုံးတည်ပျက်စီးဖို့အတွက်မိရဲ့ဆံအများကြီးမလို့ဒီဆံပဲလို့တယ်အတုံးလေးဆိုတာအဲ့လိုလိုရှိကြတယ်ဒါကြောင့်အယားယာမှာကာယဗလညာနာဗလကအာကြည့်တယ်ဒါကြောင့်ကာယဗလအာကြည့်တဲ့အုပ်စုနဲ့အနံ့ယူတဲ့ဆိုတဲ့ပုံစံမျိုးမဖြစ်ဖို့ဆိုတဲ့အတွက်ရသော်ဘုရားပါဇတ်တော်တော်လက်တူပြီးကဇတ်တော်ခေါ်တယ်မဟာသမယဒီနေုံလာပြင်းနေမှာဟောနေတဲ့ပုံတွေကိုမင်းတို့အဲ့ဒါလေးကိုသတိထားဖို့အတွက် မ္မစရိယအောင်ယုံနဲ့မပြီးသေးဘူးကိုကိုယ်တိုင်လေ့လာစရာဖိုက်သားစရာမှတ်သားစရာတကယ်ကိုဘဝတန်ត្រာတခြားလုံးအတွက်အတူယူစရာတရားတော်တွေဟာမြတ်ဗုဒ္ဓဟောတော်မူတဲ့တရားတွေကလည်းဒီမှာပါတယ်မဲတော့ဓမ္မစရိယအောင်ပြီးတော့ဒေါက်တာဝိတွေပါတယ်ဘယ်လောက်ပဲယူမြတ်ဗုဒ္ဓဟောတာတဲ့တရားတော်ထဲမှာပါလာတဲ့ဟာတော့အနိဋ္ဌာရရှိတဲ့ဒီဓမ္မတွေကိုပြုပြင်ရေးတရားတွေတော့ကောင်းတာတွေပါတော့အမှန်တန်ရှားပါပါနေတယ်ဒါတွေကိုလည်းပဲ ဓမ္မစုရအောင်ပြီးအောင်ပြီးကမတ္တနဲ့မဟုတ်ပဲနဲ့သင်ရိုးစာပေချိန်မှာမပါတဲ့ဤခௌတကဤကိစာပေချိန်မှာလာတဲ့အတုအခြင်းစရိယကုံနဲ့ပြည့်စုံသောလူသားမှန်ရင်ကျက်သွန်ရမည်ကျက်ဆိုင်ပြရကိုပေါ်ပြသွားသောဒီတရားတော်တွေကိုမင်းတို့သိဖို့ရည်ကြီးတယ်။ဒါကြောင့်ဒီနေ့မှာသမယသုံးနဲ့ဆက်စပ်ပြီးတော့အတိုင်းတာတခုနေနဲ့မင်းတို့နှမှုပါတိရအောင်ပြောနေရခြင်းဖြစ်ပါတယ်။ဒါကြောင့်လူတုကိကစသည်90ဆက်မှပြီးလုံးဆက်မှနဲ့ စင်စိုးကြီးစံကြောင်ကြီးတို့နောက်ဆုံးမှာတော့ဗာလဲစံကြောင်ကြီးကပေကြီးပြည့်စည်ခဲ့ရတယ်ဒီလိုပဲပြောကြဆိုနော်ဒီလိုငယ်မှာကတော့သူကတော့လွတ်သွားပေမဲ့သူ့ရဲ့ကလေးတွေကတော့ဗာလဲစံကြောင်ကြီးရဲ့နှင်းရှင်မှုကိုခံရတယ်အရာရာမှာကာယဗလာတဲ့ညာနာဗလာကအာကြည့်တယ်ဘာပဲအာကြည့်ကြီးခွန်အားနဲ့အနံ့ယူခြင်းသည်ပေလိုနည်းနဲ့မှာညီချမ်းရေမဟုတ်ဘူးဆိုတာကိုဒီပြဿနာရံမွေးညီးဖို့အတွက်မြတ်စွာဘုရားရှိဦးစွာစိုက်တော့ဘယ်လိုတော့ ပံကူဟောတယ်တဝဲဝံနဲ့ယုတ်စုံနဲ့တို့ပါမဟုတ်တဲ့ကိစ္စကြောင့်ပြဒနာဖြစ်ခဲ့ရလို့နှစ်ဦးနှစ်ဖက်ဆုံးချုံပြည့်စည်ရတဲ့ဆိုတဲ့အစတဲ့ဟန္ဒနာစတဲ့နေ့ယုံတကောင်ဤစကားကိုကောလာလာယုံကြည်မိသည့်အတွက်ကြောင့်ယူဇနာ3000ကျင်းဝန်းလာစွာသောတူအုပ်တွေမှာရှိသောတရဆန်တွေသမုဒ္ဒရာတွေဆင်ပြေကြရသည့်အတွက်ကြောင့် ုက္ခရောက်နေတဲ့ဘုံဘုအကြောင်းပြုပြီးတကလားအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကောလာလာတဲ့ကိုအကြောင်းပြုပြီးတကလားမလုံသိမလုံထိတ်တာတွေကိုလုတ်ကိမိသည်အတွက်ကြောင့်ကဘာသူဘာသောတတ္တဝါကလုံးအယတ္တတွေသိကြည်ပျက်စီးရတဲ့ဆိုတဲ့အကြောင်းအဲ့ဒါဘာဇတ်တော့ဒုဒုဘာဇတ်တော့ပြီးမှအယယာမှာငါမခွန်အားရှိတယ်ဆိုပြီးတော့အနိုင်မကျင်းတဲ့အတုံးလေးဆိုတာရှိတယ်ဒါတွေကို အာလုံးပြန်ဝင်ကြီးဖို့အတွက်မြတ်စွာဘုရားဗာဇိုက်တော်တော့လဒုဂိကစိုက်တော့ဒီစိုက်တော့အဲ့တော့ရွေးပြီးတော့ဖတ်ငါးဒီမှာမတ္တိကသဘောမျိုးတော့ပဲညွှန်ပြနေတာဒီကျန်ကလာသည့်စာရှိတာနော်စာပေရှိလို့လည်းပြောရတာပေါ့ကွာကဲနောက်တစ်ခုအဲ့ဒီလိုနှစ်ဦးနှစ်ဖက်အာတို့တွေဟာရံဖြစ်လို့အဆင်မပြေပါလားဆိုပြီးတော့အဲ့ဒီဇက်တို့သုံးခုနာပြီးတဲ့အခါမှာနှစ်ဦးနှစ်ဖက်လုံးကစိတ်ကြိုက်တွေကအာမတည်ငြိပြီးတဲ့အခါမှာ မြတ်စွာဘုရားကညင်ညွမ်းမှုရရှိရတဲ့စက်တော်ဘယ်နှခုဆက်ဟောတယ်နှခုဆက်ဟောတယ်အဲ့ဒီဒီမှာလေးခုမြောက်စက်တော်အနေနဲ့အနည်းအားဖြင့်ပါမေကိသူကရရှိဖို့အတွက်ပါစက်တော်ကိုဟောတော့မာမောဒမာနစက်တော်ဆိုပြီးတော့တခုဟောတယ်မာမောဒမာနစက်တော်ကိုတချို့ကဝိတကစက်လို့ဒီလိုလေးပဲခေါ်ကြတယ်ငုံစက်လို့လည်းခေါ်ကြတာပေါ့ကွာအဲ့ဒီမှာပမ္မောဒမာနစက်ပါ အရှင်းရှင်းညီညွတ်မှုရရှိလို့ရှိရဲ့မပြေသွားတာလားအမြဲတမ်းဒုက္ခနဲ့တွေ့မယ်ဒုက္ခလောကရံဆိုတာကြာရောက်လာပဲမယ်အပြားလောက်ပဲခံမယ်ညီညွတ်မှုပြည့်စုံပြီရဲ့ဆိုရင်အကုန်လုံးပါတယ်ဒုက္ခလောကရံနဲ့ကြုံကြိုက်ရမယ်ဆိုတာကိုမြတ်စွာဘုရားဗာဇတ်တို့နဲ့ဟောတော့မာမောရမာနာဇတ်တို့ထင်မှာပါတဲ့ဇာလန်တွေကိုမြတ်စွာဘုရားမာမောရမာနာအမိဝတ္တကအမိနဲ့အဲဒီမှာဟောခဲ့ပါတယ်အဲဒီဇတ်တို့ထင်မှာကြည်လိုက် မုတ်ဆိုဤလက်မငုံငယ်ကလေးတွေဟာခွန်အားမလားသိငယ်ပေမဲ့ညင်ညွတ်မှုရရှိနေတဲ့အချိန်အခါကာလမှာဒီမုတ်ဆိုပြစ်လိုက်တဲ့ပိတ်ခွန်ကိုသူတစငါတစနှုတ်ကြီးကလေးတွေပိတ်ချီပြီးတော့စုုံရှိတဲ့နေရာတို့ပြန်သွားအဲ့ဒီမှာပဲပိတ်ခွန်ကြီးကိုရှာအောက်ကချိုးပြီးတော့ထွက်လာပြီးတွေ့ကြောင့်မုတ်ဆိုဟာငုံလေမရဘူးပိတ်ခွန်လေးဆုံးငုံတွေကလေးကတော့ပါလေ သေးပင်မှာလွမြောက်ခဲ့တယ်အဲ့ဒါညီညွတ်မှုရရှိတဲ့အချိန်တကောင်နဲ့တကောင်ညာရှိလို့မတည်တဲ့အချိန်ခါကာလမှာမဟုတ်သောကပိတ်ကွန်နဲ့ပြည့်တဲ့အချိန်ခါကာလမှာအရှင်ရှင်ညီညွတ်ကြဟုတ်ပြောတယ်ဟဲ့ပိတ်ကွန်ကိုတယောက်တစားစီကန်ပြီးတော့တက်ချီပြီးတော့စုယုံပဲခါတိုင်းတော့ပေါ်ကြရအောင်လို့ဘယ်လိုပဲတိတ်ကြွပြောဆိုသူလဲပဲတယောက်နဲ့တည်းရမတည်တဲ့အခါမတယောက်စကားတယောက် မနာယူကြဘူးရှင်းရှင်းပြောရရင်ပုဂ္ဂလသဗ္ဗယာမဖြစ်ဘူးကွာဒါကတော့နိုင်ငံတစ်ခုသာမဟုတ်ပါဘူးကျောင်းလေးတစ်ခုမှဖြစ်စေရက်ွယ်တစ်ခုမှဖြစ်စေပုဂ္ဂလသဗ္ဗယာဖြစ်အောင်နေရထိုင်ကြဖို့ကာယကံမေတ္တာဝစီကံမေတ္တာထားပြီးတော့တစ်ပါးနဲ့တစ်ပါးတူးနဲ့တူးတယောက်နဲ့တယောက်ပြင်းနေတစ်ခုနဲ့တစ်ခုစသည်ဖြင့်ပါမေကြီးဒုက္ခရအောင်ညီရွတ်ဖို့ရအောင်နေဖို့အတွက်အဲ့ဒါရေးကြည့်တယ်။ဒါကြောင့်ညီရွတ်ရင်အန္တရာယ်ကဲမယ်။ညီရွတ်မှုမရှိရင် အန္တရာယ်ရှိမယ်ဒုက္ခရောက်မယ်ဆိုတဲ့အကြောင်းကိုပါဇတ်တို့ဟောမာမောဒမာနဇတ်တို့ဆိုပြီးတော့မြတ်စွာဘုရားဟောတော်မူတယ်။နောက်ဆုံးတစ်စက်ဟောတာကရုခဓမ္မဇတ်တို့ဆိုပြီးတော့ဟောတယ်။ပါမေကြီးဒုက္ခညဉ့်ညွမ်းမှုရရှိဖို့အတွက်ရုခဓမ္မဆိုတဲ့စကလုံးကရုခဆိုတာမင်းတို့အားလုံးသိပါတယ်နော်။သိပင်ကိုဟောတယ်ဆိုတာအားလုံးသာသိတယ်။ရုခဓမ္မဇတ်တို့ရဲ့အတိတ်တွေက သိပ်ပင်တပင်လေးပေါက်ရောက်နေတဲ့နေရာကြည့်လိုက်သဘာဝမုံတိုင်းတိုက်လို့ရှိရဒီသိပ်ပင်ဟာအမိကစပြီးလို့လေးရင်လေးမလေးရင်လေးပဲပါလေမရှိမလားလေမုံတိုင်းရဲ့သဘာဝဘေးတံကိုသူခံစားရတယ်သိပ်ပင်လေးထောင်နဲ့ပေါင်းနဲ့ရှိပြီးတော့ပေါက်ရောက်နေတဲ့သိတ္တကြီးတို့ကိုပါမန်လေမုံတိုင်းတိုက်ပေမဲ့နေနေအစွမ်းပြားကသိပ်ပင်တွေတော့ပဲထိခဲ့နေအလဲမှာရောက်နေတဲ့သိပ်ပင်တွေကအများကြီး ချမ်းသာခွင့်ရရှိသွားတယ်အကောင်လုံးမပြည့်စုံနဲ့တတော်လုံးမပြည့်စုံနဲ့ဘူးလူလောကကဘာကြီးသေးမှလည်းပဲရောက်ရှိလာတဲ့ပုဂ္ဂိုလ်ကိုတယောက်လေးနဲ့တည်ဆောက်ထားတဲ့ကဘာကြီးမဟုတ်ဘူးနော်လူများစွာနေထိုင်တဲ့ကဘာကြီးနိုင်ငံတစ်ခုမှလေထို့အတူပဲတိုင်းနယ်ပြည်နယ်တွေအများကြီးတိုင်းနယ်ပြည်နယ်တွေမှာလည်းမျိုးရွာတွေအများကြီးအဲ့လိုနေထိုင်ကြတဲ့အချိန်အခါကာလမှာတယောက်နဲ့တယောက်ညီညီညွတ်ညွတ်နဲ့စုပေါင်းပြီးတော့နေထိုင်ကြမယ်ဆိုလို့ရှိရင်တိတ်တိုကြီးမှာ ရှိနေသောပြိပံများစွာပေါ့ရောက်နေသောတူအုပ်ကြီးကဲ့သို့သဘာဝမုံတိုင်းတန်ကြောင့်ဒီတူအုပ်ကြီးဟာပါလေမပြုံးတည်သွားဘူးဝင်းမြင်ထဲမှာပေါ့နေတဲ့ပြိပံဟာအလူလေခံရသလိုပဲလောကကြီးထဲမှာပုဂ္ဂလဘပယာဖြစ်အောင်မနေရဘူးတနည်းတစ်မျိုးနဲ့တစ်မျိုးတောစုနဲ့တောစုကရုတခုနဲ့တခုတည်အောင်မနေတတ်ကြဘူးဆိုလို့ရှိရပဘာဝဘေးတန်ကြောင့်ဘာဖြစ်သွားမှာလဲယိုယွင်းပြည့်စည်သော ပိတ်ပင်ခဲ့သောကိုတူတယောက်တည်းကြောင့်ခိုးခိုးရမရှိဒုက္ခလောကရန်ကိုဆင်းဆင်းရဲကြီးကြီးကိုသူကခံစားရတယ်။ဒါကြောင့်ညီညွတ်မှုရရှိခြင်းသည်ဒုက္ခဖြစ်တဲ့ဆိုတဲ့အကြောင်းညီညွတ်မှုမရရှိခြင်းသည်ယိုယွင်းပျက်စီးတတ်တယ်ဆိုတဲ့အကြောင်းကိုရသော်ဖျားပါမောဒမာနဇတ်တုတခုနာရူကပါလဲ။ရုခဓမ္မဇတ်တုတခုကိုခေါ်တဲ့အဲ့ဒီလိုရှေ့ကရံပွဲညင်းဖို့အတွက် ဇတ်တော်ဖုန်ခုဖန္ဒနာဇာဆိုင်တော်ဇတ်တော်ဖုန်ခုညီညွတ်မှုရရှိဖို့အတွက်ဇတ်တော်နှစ်ခုဟောပြီးတဲ့နောက်မှာအတ္တတန္တပုတ်ဆိုပြီးတော့မြတ်စွာဘုရားဒီနေယုံလာပြည်မှာဟောတာအတ္တတန္တပုတ်ဆိုတာကမင်းတို့သုတ္တနိမပါဠိတော်မှာလာပါတယ်နော်ခေါတုကနိကသုတ္တနိမပါဠိတော်သုတ္တနိကဆိုတာကလည်းသိရမယ်ခေါတုကပပါဌနောက်ကပါလဲဓမ္မပဒဣတိဝဥဒါနသုတ္တနိမဆိုပြီးဒီငါးကျမ်းကိုစတ်တာမှာတောက်တွေပဲရှိတယ် နေတော့ဓမ္မစရာ၃ညပြီဘာကျမ်းစာမှမသိဘူးဖြစ်နေတယ်နော်အဲ့ဒီ၅ကျမ်းလုံးကိုပေါင်းပြီးမှစိုက်ထားမှုတုတ်တေးနဲ့ခௌတကာနိကိကျမ်းစာထင်မှာဒီတိုင်းကျမ်းစာအနေနဲ့ရိုက်နေထားတယ်အဲ့ဒါလေးကိုလည်းပဲသိစေချင်တယ်ကဲနေတော့အဲ့ဒီထဲမှာအတ္တဒန္တဥစ္စရာကနောက်ဆုံးမှာတော့ကိုယ့်ကိုယ်ကိုယဉ်ကျေးအောင်ဆုံးမအောင်နေရခိုင်တာကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းကာယကံဝစီကံမနောကံစင်ကြအောင်ပြလို့နေရမယ်ခံရမယ်ဆိုတဲ့အကြောင်း နော်အဲ့ဒါလေးတွေကိုမြတ်စွာဘုရားကိုယ့်ကိုယ်ကိုဆုံးမပြီးနေဖို့အတွက်အတ္တဒါနသုတ်တံဟောတဲ့မှာတော့သုတ်တံတွေမှာအများကြီးပေါ့ကကာယကံစင်ကြောင်ပြီလို့ဝစီကံစင်ကြောင်ပြီလို့ပြောဆိုရမယ်မရောကံစင်ကြောင်ပြီလို့နှလုံးသွင်းစင်ကြရမယ်ဆိုတာကိုအသေးစိတ်ဟောထားတယ်စုစုပေါင်းငြုံလာပြီနေမှာဟောတော်မူထားတဲ့အဲ့ဒီဆွေတော်မျိုးတော်ရောဟိနေမြေအလေးပေါ်မှာမြတ်စွာဘုရား ဟိုဘက်ကမင်းကြီးမင်းသား250ဒီဘက်က250ပြီးမှလေသမားတွေထုတ်တပြက်ဓာတ်တွေကန်ပြီးတော့ရန်ဝတ်ဖြစ်နေတဲ့နေရာဌာနတို့လာရောက်ဟောခဲ့တာကနံပါတ်1ပါဇိုက်တော်အန္တနာနေ့ဒိဋ္ဌုပဘုံပါဇိုက်တော်လက်တုကိကမဟုတ်ဘူးပါတော့ ထဝီဩန္ဒရိယစလို့လည်းပဲခေါ်တယ်နော်ယုံတငေအောင်လားယုံတငေနာရုကပါလဲလဒုကိကစနာရုကပါလဲပါမောရမာနာစနာရုကပါလဲအန္နနာစနောက်ဆုံးမှာမှာကိုကိုကိုဆုံးမှာပြီးတော့ယဉ်ကျေးအောင်ဆုံးမှာပြီးတော့နေကြထိုင်ကြဖို့အတွက်မြတ်စွာဘုရားဟောခဲ့တယ်အာလုံးပင်စတဲ့ဇတ်တော်၅ခုနဲ့သုတ်တန်၅တော့ပါလဲ အတ္တတန္တပုံအဲ့ဒီလိုဟောပြီးမှဟောရန်တို့900တို့ကမြတ်စွာဘုရားထာမရန်ဖြစ်ကိုတောင်းပြီးတော့မြတ်စွာဘုရားကဧတဘိဘောသရထဉာဏ်မစရိယပမ္မဒုက္ခသအန္တကရိယာယစသည်ဖြင့်ပါတော့အေဟိဘေကိုဖြစ်ဖြစ်ရဟန်းပြုပေးလိုက်တယ်။ကဲအဲ့ဒီရဟန်းတို့တွေကတခါထပ်ပြီးတော့ဘုရားပါဒနာတွေမှမပြောအမျိုးသမီးတွေကလည်းဘဝန္တော်တွေပို့ကြတယ်အာမောင်တို့ဘုရားတော်မရှိတဲ့နောက်မှာသူတို့အမျိုးသမီးတွေဘုလိုဒုက္ခရောက်တယ်ပေါ့ကွာ။သာသနာ့ရေးမှာမပြောလို့မြတ်စွာဘုရားကသူတို့ကိုပေးကောသွားတယ် ဒီမောဟန္တာတို့တွေကကုနာလအိုင်ကုနာလငဲ့မဲ့နေရာဌာနတို့တဘောအကြည့်ပါနဲ့ခေါ်ပြီးမှဟောမှကုနာလဇာတ်တို့တခါထပ်ပြီးတော့ဟောတယ်အဲဒီမှာသောတာပန်ဖြစ်ပြီးမှလူမထွက်တော့လောက်ဘူးဆိုပြီးတော့တခါတည်းပြန်ပြီးတော့ဘေးရောက်လာတော့မောင်တို့ဒီဇာတ်တို့ကိုထောက်ရနေပဲသောတာပန်လူမထွက်ဘူးဆိုတာသိရမယ်တို့ရဲ့နိုင်ငံမှာတော့သောတာပန်သက္ကရာအနာဂတ်နဲ့လူထွက်နေတာချစ်တော်တော်များတယ်မင်းတို့ပြီးလိုက်မှာမဟုတ်ဘူးနော်ဘောကေပါနဲ့30ကအနာဂတ်အဆက်ပုံကိုယ်တွေကြွေးကြော်ပြီးတော့ဟောမှ အဲ့ဒီပုံစံတွေလူထွက်တာတွေရှိတယ်တို့ရဲ့နိုင်ငံမှာဒီဇက်တော်တွေမှာတော့တန်မှာပြည့်လို့လူမထွက်တော့တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့နော်ရသော်ဘုရားကုနာလာဇက်တကိုဟောပြီးတဲ့နောက်ဟိမဝန္တတို့ထေကပေရောက်လာတော့ကောင်းကင်ပြည်ပြန်ကပိလဝါဆိုကြွာလာတယ်အဲ့ဒီနေ့ဟာလေဘယ်နေ့တော့မယုံလာပြည်နေအဲ့ဒီနေ့မှာမြတ်စွာဘုရားထိုရန်တော်900ကိုတရားဟောလို့ဘာဖြစ်တာနော်အာလုံးအာဘဝကုန်ခံရတာဖြစ်သွားကြတယ်ဆိုတဲ့အကြောင်းဆက်လက်ဖြစ်မှာအဲ့ဒီနေ့မှာပဲတကယ်ကို စัจ java လာတိတ်တန်တော့မှာရောက်ရှိလာတဲ့နတ်ပြန်မာတွေကိုမြတ်စွာဘုရားသုတ်တံပေါ့အလုံးပဲနှစ်သုတ်ဟောတော့ဟင်းငါဒီမကြစဉ်းစား6သုတ်လား9သုတ်လားမာသမီးက9သုတ်ထဲတယ်နော်9သုတ်ဟောတယ်အဲ့ဒီထဲမှာနတ်ပြန်မာတွေထဲမှာကြည့်တကိ့ကိုတဏ္ဍာရာဂစရိတ်အာကြည့်တဲ့နတ်ပြန်မာတွေအတွက်မြတ်စွာဘုရားပါသုတ်တံဟောတော့ ပါမပရိပါစနိယသုတ်တံခဲ့တယ်ဟုတ်လားပါမပရိပါစနိယသုတ်တံဟောတယ်ပြီးမှဒေါသစရိအာကြည့်တဲ့ပုဂ္ဂိုလ်တွေနတ်ပြန်မာတွေအတွက်ကလဟဝိဝါဒသုတ်တံဆိုတာဟောတယ်မောဟစရိအာကြည့်တဲ့နတ်ပြန်မာတွေတရားထူရဖို့အတွက်ယသဝဗျာဘာသုတ်တံဟောတယ်မဟာဗျူဟာသုတ်တံကိုဟောတယ်ဝိတ္တစရိအာကြည့်တဲ့ပုဂ္ဂိုလ်တွေအတွက်ဘာကမ္မထံပေးပြီးတော့ဘာတရားဟောလဲဆိုရင် စူလဗျူဟာတော့ဆိုပြီးတော့အဲ့ဒီမှာဟောထားတယ်နော်။နောက်ပါတယ်တော့ကရာဂဒေါသမောဟဝိတက်ပတ္တစရိတ်အာကြီးတဲ့ပုံကိုယ်တွေအတွက်နတ်ပြမာတွေအတွက်တရားသူတရားတော်များရဖို့တဲ့ဘာလို့တောင်းတူဝတကတုတ်ဆိုတာဟောတယ်မာသမယတုတ်ပါ။ပြီးမှနောက်ဆုံးပါစရိတ်တောင်းဗုဒ္ဓစရိုက်ပညာစရိုက်အာကြီးတဲ့ပုဂ္ဂိုလ်တွေအတွက်ပုရဗေဒသုတ်တံဟောတဲ့စသည်ပြအဲ့ဒီမှာမာသမယရှေးပိုင်းမှာ နတ်ကြီးရဲ့အညီကိုပို့တော့ပြီးတော့မာသမယသုတ်တန်ကြီးဟောတဲ့နောက်မှာစရိုက်၆ပါးနဲ့အာရုံစာပုတ်တန်ပေါ်အသီးသီးဟောတယ်။အဲ့ဒီကအဲ့ဒီဟာကိုကြည့်နော်။မဲညီမဲသားတွေရေကိုအကြောင်းပြုပြီးတော့ပြဒနာဖြစ်တုံးကဒီပြဒနာညီအေဖို့အတွက်ညီချမ်းရရဖို့အတွက်ညီညွတ်မှုရရှိဖို့အတွက်ဟောတယ်နေသည်လည်းပဲပါတော့။နေုံလာပြီနေ။နောက်ဆုံးသူတို့ယဟန္တာဖြစ်လို့ဟောကကုနာလာယေင်ကနေပြီးတော့ပြန်လာတရားအားထုတ်လို့ယဟန္တာဖြစ်ပြီးတဲ့နောက် အဟိဘိက္ခုရှိခြင်းသာသနာဝန်ထမ်းရှင်ယံရှိကိုရပြီဖြစ်တဲ့ထိုယံတို့900ယဟန္တာဖြစ်တဲ့နေဟာလေးပဲဒီနေ့ပဲအဲ့ဒီနေ့မှာပဲတမောင်းသောဆက်ကြောလာတိတ်ကရောက်ရှိလာသောနတ်ပြည်မှာတို့ကိုမာသမယသောပါမပရိပါဇနီယသောအစရှိသောစရိတ်6ပါးနဲ့ကိဉ္ဇီသောပုဂ္ဂံ6ခုနဲ့မာသမယသောကိုဟောတော်မူတဲ့နေရာလေးဒီနေုံလာပြည်နေတာကြောင့်နေုံလာပြည်နေကိုမာသမယသုတ်လို့ခေါ်ရခြင်းပမိုင်ကြောင့်မင်းတို့ဒီလောက်ပဲသိတယ် ဒီတော့အလုံးပေါ်နှိပ်ချုပ်လိုက်လို့ရှိရဲ့ဘာကိုပြောတာတော့ယံကိုယံရှင်တုံ့ပြန်ရှင်းပြန်ဒီလိုနေနေမှာယံမငြင်းအေးနိုင်ဘူးယံလိုရင်ယံပေါ်တတ်တယ်ယံမလိုမှပါလေယံပြိုတယ်ဆိုတဲ့စကားလုံးမှာဗုဒ္ဓဘာသာစကားလုံးဒီမှာဓမ္မပရာထေမှာမင်းတို့ဒါယဝေရဏဝေရာဏိပမ္မန္တိတကုဒါသနာအဝေရဏသာပမ္မန္တိဧတဓမ္မဘာနာတတော်မပါဘူးလား ါတယ်ရံကိုရံချက်တုံ့ပြန်ခြင်းပြေဘယ်တော့မှဒီရံပွဲဆိုတာမငြိအေးဘူးရံကိုရံချက်မတုံ့ပြန်ခြင်းချင့်တာလျက်ဝါအနွားရအပြည့်ဘယ်လိုဖြစ်ပါတော့တဦးနဲ့တူတယောက်နဲ့တယောက်တစ်ခွေနဲ့တစ်ခွေဒေသတစ်ခုနဲ့တစ်ခုအနိုင်ငံနဲ့တနေငံအာယကမေတ္တာကျင့်သုံးနိုင်အောင်ဝစီကမေတ္တာ ထားပြီးတော့ပြောဆိုတတ်အောင်မနောကမေတ္တာထားနိုင်အောင်ကျင့်သုံးနိုင်မှသာလျက် တကယ်ကိုပါလေဉာဏ်ကြီးမေဉာဏ်ရမှုရမေဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားဟောတော်မူထားတာဒါကြောင့်မင်းတို့ငါတို့သာသနာ့ဝန်ထမ်းဆင်ရပြည့်တဲ့ပုဂ္ဂိုလ်တွေကဉာဏ်ပွဲတွေဖြစ်နေတဲ့အခြေမှာကိုကတကယ်ကိုဉာဏ်ကြီးကြောင့်တရားကိုဗုဒ္ဓပါတော်ပြီးပြီးသမဏတန်ညာမကင်းပေနဲ့အောက်တန်ကြသောနင်းကြသောလူမျိုးစုတွေသာစေကိုင်းကနာတွေစိတ်တက်ဖြင့်ပြောဆိုဆက်ဆံမှုမရှိပေနဲ့နော်တကယ်ကိုထက်တန်ကြကြသမဏတန်ညာမကင်းပေနဲ့ ညံ့ပုံဓမ္မပါလျင်တို့ရဲ့ကဘာကြီးတို့ရဲ့နိုင်ငံရဲ့တိထဲမှာကောင်းဖဲဆိုရှိယူပါမယ်အဲ့ဒီလိုမဖြစ်နိုင်သေးသမျှကာလပတ်လုံးတနည်းအားဖြင့်ဗုဒ္ဓဘာသာတွေကမှန်ကန်သောမှန်ကြောင်းကိုမညွန်ပြနိုင်သေးသမျှကာလပတ်လုံးညွန်ပြသိတိုင်အောင်ဗုဒ္ဓဘာသာသမီးတို့ဖြစ်ဖြစ်ခံယူခံကြသောတရားမတရားဒီတရားတော်အတိုင်းလိုက်နာကျင့်သုံးမှုမရှိနိုင်သေးသမျှကာလပတ်လုံးကဘာကြီးမှာပဲကြည်ကြည်ကိုယ့်ရဲ့နိုင်ငံမှာပဲကြည်ကြည်ဘယ်တော့မှရံဝဲမငြိအေးနိုင်ကြောင်းဆိုတဲ့ ဒီမာသမယနေ့ကနေုံလိုက်ပြီးအခါတော်နေ့မာသမယတုတ်တန်ခါတော်နေ့ကပြေးလိုက်တော့တန်ခမ်းစာကိုအလုံးကိုစီကိုစီမဲနကိုတိုင်းနဲ့တီအောင်လို့ကိုနဲ့ဆက်ဆက်တော့တရားရမတွေကိုဟောပြပြီးတက္ကလာကိုနိုင်ငံကိုလူမျိုးကိုသာနာကိုဘာသာသာနာကိုဒီတက်မှာကကြည်ပေါ်တိုးတွဲအောင်ကြိုးစားကြပါလို့ဩဝါဒပေးရဲ့ kajian နဲ့နေုံလိုက်ပြီးမာသမယခါတော်နေ့အဖြစ်ပြရတော့ဩဝါဒဤများနဲ့ပဲနေကုန်ကမ္ဘာဆောင်တာပါတိပရိဒါကိုသူတို့ကောင်းတို့ Amém. <silence> Amém.